ခန်းတုံမလေးရှားနှင့်မြန်မာပြည်သားဟာသားစုဘူးတိုက်ကျက်နှင့်ထူဥပမာပကန်းရွာရဲ့ရွာဦးကြောင့်အလူနေတနေမှာဖြစ်ပါတယ်အလူမုံလူဆောင်တို့စကားလဲဆုံလာတယ်ထိုထဲမှာလူအစီကားဆုံးဝိုင်း၌ပြောဖြစ်နေသောအကြောင်းအရာမှာတောင်ပိုင်းမှာဦးရဲ့အကြောင်းဖြစ်ပါတယ်ရွာကန်တူမစတင်ပြီးဒီလိုပြောလိုက်တယ်ဦးရိုများတကယ်ပါပဲသူ့တောင်းမလေးပို့လိုက်တုန်းကတော့ငွေရီတလားနှစ်လအတွင်း လေရစီတိုက်လာဝင်တော့မလို့ပါပဲထောင်လွားနေလိုက်ပုံများကတော့တကြီးဥဖိုးရခိုင်ကဝယ်လာတဲ့စေသိန်းဆိုတဲ့အထိုင်နွားကြီးတောင်သူ့လောက်မထောင်ရှာပေးဘူးကွယ်လို့ဆိုလိုက်လေရမှာတကြီးစကားတဲ့ငယ်ကြာဆိုသလိုရွှန်ခဲလူငယ်တူကလည်းဒီလိုထောက်ခံလိုက်ပါတယ်ဟုတ်ပါပါရဲ့သူ့သားပိုးခါစားကတော့ဟိုလူကြွားရဒီလူကြွားရနဲ့တေချာပေါကြီးပြောဆိုနေလိုက်ပုံများကတော့ရွှေအကြောင်းမှာတိုက်ဖက်မရှိလို့ဘေးမဲ့ပေးထားတဲ့တိုက်ချက်ဖကြီးလို့ပဲခေါင်းကိုမော့အရှင်ကိုကော့လို့ပေါ့ အလိုလေအခုများတော့နှစ်ပတ်လေပါဘကောစာလဲမလားသတင်းလဲမကြားအတူအတက်နွားထွက်ဆိုတော့တနာစရာပေါ့လေတကယ်ပါပဲဖြစ်နေလိုက်ပုံများတော့ခုတ်ပြီးရှုံးလာတဲ့ကြက်ဖကြီးကျက်နာပါထဝင်လေရောတလားမဲ့ရလို့ဆိုလိုက်လေရမှာအလိုရှိစကားဝိုင်းတိုင်းရေမောတန်များနဲ့ဆူညံသွားခဲ့ပါတော့တယ်ကဘာမကြီးတနေရာ မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလံပူရဲ့မိုးထီမြင့်မာလာသောအဆောင်များမှာတခြားလူများအတွက်မဆိုထားနဲ့ရန်ကုန်မြို့သို့ပင်နှက်ဆက်အောင်မရောက်ဖူးသောလှတော်ရွာသားချက်ကြီးအတွက်မူမြင်မြင်သမျှအထူးဆန်းကြီးတာတည်။ဇင်းနှင့်တနည်းမှာမြို့ထဲသို့ရန်ကုန်သားများအားအမိသည်းပြုရင်လိုက်ပါလာခဲ့တယ်။မြို့လေကောင်းလေးဖြစ်တဲ့အတွက်မြင်မြင်သမျှအဆောင်များမှာမျော်ရွေ့ကြည်ရွေ့မဆုံးရှိလာပြီးရအောမဆုံးဖြစ်နေပါတော့တယ်။စီမပြန်ရွေးမှုလှတော်သားကိုရင်ချက်ကြီးကဒီလိုမှတ်ချက်ပြုတယ်။ ။အလိုလေးကွယ်တကယ်ပါပဲငါညံမီတလောက်စဉ်းစားမိတာကတော့ငါတို့ကမြေကြီးပေါ်မှာနေတယ်။မြေကြီးပေါ်မှာကြီးတယ်။ငါတို့ရဲ့တောသူတောင်သားတွေရဲ့အိမ်တွေကမြေကြီးတွေနဲ့ပဲတော့ခါမှကင်းကွာမှုမရှိစေရဘူး။ဟောအခုသူတို့နေတဲ့အိမ်ကမြင့်လွန်းလို့တိမ်တွေကြားထဲရောက်တော့မယ်။အင်းဒီလိုလူမျိုးတွေကအေကန်နာတော့မဟုတ်မှလွဲရောဟိုဘွားကမုံနိုင်မိပြီးအစုလိုက်ပြုံလိုက်တည်သွားရှာတဲ့ဆောင်းခွန်ငက်တွေဖြစ်မှာပဲလို့ဆိုလိုက်ရမှာကြားမိသူတိုင်းမှာမပြုံးမဲဝလုံးကွဲရေချလိုက်ရပါတော့တယ် ချမ်းသာပေးပါပွဲစားရယ်ပွဲစားတဲ့ပွဲစားမျိုးမျိုးရှိပါတယ်ယနေ့ခေတ်မှာပြန်ပြောင်းလှန်ရသောဘာကြီးတော်ဖျားခေတ်အဆုံးကြည်လက်ဒီသားများမှာခေတ်ဆက်ဆက်မတင်ကောခဲ့သောပွဲစားများမှာနွားပွဲစားဖြစ်ပါတယ်ထို့နောက်မှာတော့စပားပွဲစားချမ်းပွဲစားစသဖြင့်ပေါ်ပေါက်လာရမှအခုပေါ်လာတဲ့ပွဲစားတစ်မျိုးမှာခင်းတဲ့အတူပေါ်ပေါက်လာသောမလီပွဲစားများပင်ဖြစ်ကြပါတယ် တို့မှလည်းခေသူများမဟုတ်ကြပါအမျိုးမျိုးရှိကြတဲ့လန်ငင်းပွဲစားတဝက်ပွဲစားတရချင်းသွင်းပွဲစားလာပေးပွဲစားအကျွေးပွဲစားစသဖြင့်အမျိုးမယ်စုံလင်လာတယ်။အခုလည်းပကန်းသူအကြီးလေးငွေခင်ရဲ့သားတော်မောင်ရဲ့မလေးရှားခရီးစဉ်အတွက်ပွဲစားများခြေရှုံနေကြတဲ့အထက်ကမြို့မပွဲစားတယောက်အိမ်သို့ရောက်ရှိလာချေတယ်။ကိုရွှေပွဲစားရရဲ့ထုံးစံအတိုင်းလိုရာဆွဲသွင်းသောစကားများကိုလိုရာထက်ပိုအောင်ပြောဆိုလျက်ထွက်ခွာသွားကြတယ်။မကြမီမှာပြန်လာခဲ့ပါမယ်တဲ့ ထိုပွဲစွာထွက်ခွာသွားပြီးတဲ့နောက်ပခန်းသူမန်ငွေခင်ရဲ့ပွင့်လင်းလာသောမက်ချက်စကားမှဤသို့ဖြစ်ပါရယ်အလိုလေးဟဲ့တကယ်ပါပဲတော့ဒီမှာငါသားနင်ပွဲစားပြောသွားလိုက်တာကတော့ငွေမလိုပါဘူးတဲ့အရေးချစနစ်ဆိုလားဘာလားပြောသွားလိုက်တာမိုးမကြခင်တိုက်တယ်မြောက်ပြန်လေးလေးကြာနေတာပဲဖြူးလို့ဒါမဲ့နေငွေမမမပို့နိုင်တော့မင်းကတော်ဖြစ်မဲ့ဟိုငယ်မပဲပါမလားစိုးကတော်ဖြစ်မဲ့အကြီးမကိုပဲတိမ့်မလားတခုခုပဲ ထမင်းသာစားနေတဲ့စိတ်ကထမင်းမှရှိဟန်မတူအတွင်းခန်းကိုပဲလှန်လှန်ကြည့်နေလိုက်တာမျက်လုံးကြီးကလည်းဟဲဘိုးဆန်ဖဲရွာဝင်စီးရဲ့မျက်လုံးကြီးကြနေတာပဲရဲရဲကြီးအေးဒီတယ်မဟုတ်သေးဘူးနှာခေါင်းထိတ်ကြီးကလည်းหนีပြီးတော့ပွာရောင်းရောင်းနေအေးတို့ရွာဦးចောင်းကမြောင်နီဆက်ဖင်ကိုလေးခွမှန်ထားတဲ့အတိုင်းပဲလို့ဆိုလိုက်လျာမှာတူတုံစင်းထအောင်ဖြစ်သောညီမဖြစ်သူဝင်ရောက်ထောက်ခံပုံမှာဤကဲ့သို့ဖြစ်ပါတယ် အင်းတကယ်ပါပဲဟုတ်ပါအမရေပြန်တော့ကလည်းမဖြောင့်ဘူးအရှိပေါင်းနဲ့နွားတင်ကုတ်ပေါက်မှားလို့မှလှေကားပေါ်ကဆင်းပါရီဖျံဖျောက်မဆင်းနိုင်ရှာဘူးအပေါ်လန်းပြီးကြည်ရရှာသေးတယ်မျက်လုံးကိုကတော်စီကွက်မျက်လုံးလေထိုးထားသလိုပဲကြည်ရော်လေဘဲတလုံးညာတလုံးအေးလို့ဆိုလိုက်လျာမှာအိမ်ဝိုင်းတစ်ခုလုံးရီမောတန်များနဲ့ဖုံလွှမ်းသွားခဲ့ပါတော့တယ်ရွှေကောင်းပြောင်ဤစန်းထပုံး လာတော်ရွာမှာနိုင်ငံခြားရောင်ရောင်မြို့ရွာရောင် ဖြစ်နေသောလူငယ်များနဲ့ပတ်သက်လေတိုင်းဆုံးမရရင် ရွာလယ်မှဖိုးကရုံးမှာဆံပြဖြစ်ပါရယ်အခုလည်းအလုတ်ကိုလက်ကျောတိတ်မတင်မဲ့ရီစားထား၍စိတ်လေချင်ဟန်ရှိနေသောငယ်ရွယ်တဲ့တားဖြစ်သူကိုကြည်ရင်နဲ့ဖခင်ကြီးရဲ့ဆုံးမပုံမှာဤသို့ဖြစ်ပါရယ်ငါသားလူလေးကြီးရွာလယ်ကဖိုးကရုံးကိုကြည်စံ လူကမွေးကလေးကစပင်မပေါက်ဘူးအခုမလေးကပြန်လာတာသုံးခေါက်ရှိပြီးရုပ်ကိုလည်းကြည့်ပါအောင်မွေးသွေးရောင်းတဲ့ကလာနွားချီးပုံနဲ့ကြပြီးထလာတာမှသူ့ထက်လှအောင်မယ်အင်ဂျီယာမပါနဲ့ရွာရိုးလျှောက်သွားလဲသူမိဘသွားတောင်းရင်ဘယ်သမီးရှင်ကညင်းဝဲလို့လဲလာတောင်းပါစေလို့တောင်းကျိတ်ဆုတောင်းနေအောင်မယ်သူ့မမင်းရင်တော့အလုတ်ကောင်းကိုမင်းလို့မျက်စိကိုမိကောင်းကိုညင်အီးဆိုတဲ့မိမတွေလည်းအပုံအဲ့ဒါအလုတ်ကောင်းတဲ့ယောက်ျားဘုံရှိရလို့ခေါ်တယ် ယောက်ျားတို့ဘုံလက်ယုံဆွေဆိုရစကားကအလကားဟုတ်ပါမလားယောက်ျားဆိုတာဘုံရှိခြင်းအလို့ကျိုးစားရတယ်ဒီခါမှလူလေးနာမှာအပုံပင်ဝိုင်းစုပါလိမ့်မယ်ကွယ်လို့ဆုံးမပြောဆိုနေလေရမှာကြာရလေသူအပေါင်းမှာမှန်သောစကားပင် ဖြစ်တော်လဲရီမောနေကြပါတော့တယ်မလီရှားသွားတဲ့ကျမရီစာယောက်ျားမအစာမိန်းမမအကြွားဆွဲရဲ့စကားတစ်ခုရှိပါတယ်။ထိုရဆူရစကားမှန်မှန်မှန်မသိရတော့ညာလဲလှတော်ရွာသူမဲခင်နဲ့မူအတော်ကြီးကိုက်ညီလဲရှိရာကိုတွေ့ရပါတယ်။ စကားကိုခက်ကြွကြွလေးပြောတတ်လေသူမဲခင်အဖို့အခုတလောခိထနေတော့မလေးသွားတဲ့ရွာနီးချုပ်ဆက်မှလူငယ်တူနဲ့လူငယ်တို့တဘာဝရှိငန်းချလေးတော့အယူးကိုဘုံမြောက်လိုက်ပြီးတကယ်သူရှိချေပါရယ်ထိုเจ้าနဲ့ပတ်သက်ပြီးရောက်လေရာစုလေရာတိုင်း၌အကြောင်းထမကပြောဆိုနေလေတော့ရာအနီးနားမှပြောတန်ဆိုတန်တို့မှဤကဲ့သို့ဖြစ်ပါရယ်အလိုလေးကွယ်ဖြစ်ရလေမဲခင်ရဲ့နည်းနည်းတော့လေရှော့အောင်လေကွယ် တငယ်မရဲ့ဟိုမားရောက်မရောက်တည်းရဲ့လားမသိဒီမှာကြွားချက်ကမလေးရှားတပြည်လုံးပြန့်နှံ့နေပြီအလိုလေမမင်းကြီးသားမလေးရှားသွားလို့သာပေါ့ဒီထက်နည်းကြီးရဲ့နိုင်ငံသားသွားရင်ဒီကောင်မှမရှိရှိရရောင်းပြီးမြမရုပ်မြင်သံကြားကအော်ပြီးကြညာမဲရုပ်လို့ဆိုလိုက်ပြရနိုကလေးကမှပြောဟန်ပြနေတော့ဘီမတယောက်ကလည်းဤသို့နနာလေးပြန်နှံ့လိုက်ပြန်ပါတယ် အလိုလေးတကယ်ပါပဲတော့ဒီကောင်မကြွားချက်ကတော့အောချလောက်ပါရဲ့ပြောလိုက်ရင်ဖြစ်မလေးရှားသွားတဲ့ကျမကြီးစားဆိုတာကိုပါဇက်ဖျားကနေကိုမချအောင်အံ့ဩမိပါရဲ့ဒီနိုင်ငံခြားသွားတယ်ဆိုရဲကောင်နေဆိုတာယုံရတာမဟုတ်ဘူးအေးစူလာလိန်နဲ့တူတုံစင်းတွေလားမှဲ့ရအေးပေါ့ဟဲစာမလာတဲ့င်းမကြားပြန်မလာရင်တော့လေမလေးရှားသွားတဲ့ကျမကြီးစားလို့လိုက်မပြောတော့ဘဲဖျောက်တော့လင်ရှားတော့မတွေးလို့သာရွာစင်တကာလှဲ့ပြီးအော်ပြီးတော့ဟေးလို့ဆိုလိုက်လေရမှာအပြူမတတိုင်တိုးရဲ့ရေမောတန်တို့နဲ့ရွာရန်ရှိတဲ့လျှောက်ပြန်လွင့်သွားခဲ့ပါတော့တယ် လာတော်သားစကားမလေးရှားနိုင်ငံကွာလာလန်ပူမြို့မှာကမ္ဘာအကြီးဆုံးပီဇာမျိုးစင်ကြီးရှိပါတယ်။ရင်းကုန်သားအချို့ကဥဆောင်ပြီးတော့အထင်ကရနေရာများကိုအားလဲရမှလိုက်လံပြသရာထိုထဲ၌ချီပါသားပခန်းသားနဲ့လာတော်သားအချို့လည်းပါလာပါတယ်။မျိုးစင်ကြီးကို မြင်သာလောက်သောနေရာသို့ရောက်သောချီပါသားကလာတော်သားအားကိုရင်ဒီမျိုးစင်ကြီးအချောင်းကိုသိသလား?ဟေးငါမသိဘူးပဲထားလိုက်ပါအောင်။မောင်ရင်သိသလားလေးပြောကြည့်ပါအောင်။ ထိုခါမှချီပါတာကဒီမျိုးစင်ကြီးကသူတို့နိုင်ငံရဲ့ကံတွင်အဆောက်အကြီးတစ်ခုပေါ့ဗျကဘာအကြီးဆုံးမျိုးစင်တွေထဲမှာပါတယ်ခမားကြီးရတာမျိုးစင်နဲ့တူတာဆိုလို့ရန်ကုန်မြို့ကစိန်ပေါ်တို့စိန်ကျွန်းမျိုးစင်လို့တော့လောက်တောင်တိပုံမရဘူးမျိုးစင်နဲ့တူတာဆိုလို့ရွာကကာယိုးစင်လောက်ပဲတိပုံရတယ်မသိရင်လည်းကျုပ်ပြောတော့ကိုသိချမှတ်တာဗျနောက်ဆိုကျုပ်မပြောတော့ဘူးချီပါသားရဲ့စကားသံဆုံးမှလှတော်သားပြန်လဲပြောဆိုပုံမှဤကဲ့သို့ဖြစ်ပါတယ်အဲ့လိုလေတကယ်ပဲအော်ဆရာပါလား ောင်ရင်တို့ချီပါသားရိအဲ့လာဘဟုတုတမကြွယ်ဝတန်မှုထင်ထားတာဟုတ်ပါဗျာဟုတ်ပါမောင်ရင်ပြောတာရိမှန်လားမှားလားသိရအောင်ကျုပ်ကမသိချင်အောင်ဆောင်ပြီးနားထောင်နေရကလားအခုတော့မောင်ရင်ကမဟုတ်တဲ့ဒါနဲ့ပညာပြိုင်ပြီးရှုံးသွားလို့ချီးနဲ့အလူခံရတဲ့ပုံနွားတွေလောင်နေနေတော်ပါပြီရဲ့လို့ဆိုလိုက်ရမှာကြာရလေသူမြမပြည်သားအပေါင်းတို့ရဲ့ရီမောတန်တို့နဲ့တတော်တော်စူညံသွားခဲ့ပါတော့တယ်ညာနဲ့မောင်လည်းမကင်နိုင်ဟာတော်ရွာ၌ညာနဲ့မောင်များစွာရှိပါတယ် အခုလည်းရက်သီးရွာသီးဇလန်တပုတ်မှာမြန်မာမများပင်လက်လျှော့ရမလို့ဖြစ်နေတဲ့ဇလန်တပုတ်အကြောင်းကိုပြောဆိုနေကြပါပြီ။အလိုလေးအေးတကယ်ပါပဲဟိုးတမြန်လေးကလူကြီးချင်းစကားကဲလန်းတာအဆင်မပြေလို့ဖြစ်နေလိုက်ပုံများတော့နေမတိထိုင်မသားနဲ့ဘလူးဝဲနှုတ်ဆေးစားပြီးရှောက်ပြေးနေတယ်လို့ပဲအီလိုဆိုလိုက်ရမှာအခြားတူကလည်းဤသို့ဝင်ရောက်ပြောဆိုပြန်ပါတယ်ငွေရှိတယ်ဆိုပြီးထရလုံးလုံးကတော့ဟုတ်ပါမလားအေးမြစ်တာဆိုတာငွေနဲ့ဝယ်လို့မရဘူးဆိုတာဒင်းတို့မသိရလေရောသလားအေး ဖြစ်နေလိုက်ပုံများတော့မိမသွားတောင်းတာမရလို့စိတ်တွေဆိုးပြီးမျက်နှာကြီးနီရဲနေလိုက်ပုံများတော့ထရေးစယုံကမြောက်ဖင်နီရဲဖင်အောင်သူ့လောက်နေမှာမဟုတ်ဘူးအေးလို့ဆိုလိုက်လျာမှာကြားရသူတိုင်းမှာပါစက်မပိနိုင်ပဲရှီမောကြပါတော့တယ်